အားလုံးပဲမင်္ဂလာပါလို့ကျွန်တော်ရဲ့ဗီဒီယိုလေးကနေနှုတ်ခွန်းဆက်သပါတယ်ကျွန်တော်ဒီဗီဒီယိုလေးမှာမျှဝေပေးခြင်းနဲ့အကြောင်းအရာလေးကပြုတ်ပြီးရွှေလီဘက်ကိုတွားမဲ့လူတွေနဲ့ဥမာထိုင်းဘက်ကိုတက်မဲ့လူတွေနဲ့အဲတွားဖို့လာဖို့တဲ့လူတွေကကိစ္စမရှိပေမဲ့မတွားသေးမလားသေးပဲနဲ့ဒီဘက်ကိုတွားမလားထိုင်းဘက်ကိုတွားမလားဆိုရက်မသိသေးတဲ့လူတွေအနေနဲ့ကိုကျွန်တော်ကအလုပ်လေးတွေကိုအချားပုံလေးကိုကျွန်တော်အမြောက်ပေးခြင်းပါတယ် အရင်ဥဆုံးကျွန်တော်တရုတ်ပြည်ရွှေလေးဘက်ကိုတက်မဲ့အတက်တဲ့အနေထားလေးကိုကျွန်တော်ကမျှော်ပေးခြင်းပါတယ်။ဒါကတော့ကျွန်တော်တို့ရွာလူတွေဟိုတက်တဲ့ပုံစံလေးပေါ့လေ။ကျွန်တော်တို့ရွာလူတွေကဥမာ9ယောက်တခွဲ10ယောက်တခွဲအဲ့ဒါကဒီကျွန်တော်တို့မန်လေးအေဂျင့်ပေါ့နော်မန်လေးမှာလည်းအေဂျင့်ရှိတယ်တဲ့ရန်ကုန်မှာလည်းရှိတယ်မမကန်ကန်နဲ့တောင်ယုံမှုတောင်ခံမှုရှိတဲ့အေဂျင့်တွေပေါ့လေအဲ့တော့ကျွန်တော်တို့ယူကက9ယောက်ဖွဲ့10ယောက်ဖွဲ့အဲ့ဒါလေးတွေကအဲ့ဒီအေဂျင့်နဲ့ချိန်လိုက်တယ်ချိန်လိုက်တဲ့အခါမှာကျွန်တော်တို့ ဒီရွာကနေမန်းလေးကိုသွားတဲ့လမ်းစိတ်ပေါ့လေနော်လမ်းစိတ်ကိုအဲ့ဒါကိုပါကို၅သိန်းပြပြ၁၀သိန်းပြပြကိုပါနဲ့ကိုကိုသုံးဘလောက်ကိုဟိုဆောင်းလာဆောင်းလာပြီးတော့ဟိုကတရုတ်တထေးကနေအစည်းဆိုင်ခေါ်ရစေးဆိုင်တယ်တယောက်ကိုကျွန်တော်တို့၁၈သိန်းသိန်းနဲ့ဆက်လာတော့ကုန်မယ်ပေါ့နော်မန်လေးကနေဒီဥစဲတိအဲ့ဆိုတော့သူကအေဂျင့်အေဂျင့်ကနေခေါ်ရတာပေါ့လေတောင်ယူတောင်ခံမှုနဲ့တို့အဲ့မှာအလောက်ကဥပမာကျွန်တော်ဘာလုပ်နေရှိမလဲဆိုရင် ဖန်စီလုပ်ငန်းတွေရှိမယ်အထည်ချုပ်တွေရှိမယ်ပြီးရင်ကြဆက်ရုံနဲ့ပြီးရင်နောက်ထပ်တွေရှိရှိသေးတယ်ပေါ့လေအဲ့လိုတက်တဲ့အားလေးတွေပဲအကြောက်ပရိကုံဆိုလားနော်အကြောက်ပရိကုံလုပ်တဲ့ဆက်ရုံအဲ့အဲ့လိုမျိုးတွေအစားစားရှိရပေါ့လေလက်မှုတွေတို့ကထွန်ကားတာဟုတ်ပြီးတော့ကျွန်တော်တို့ကအေဂျင့်နဲ့ဒါသွားလိုက်ရောသွားလိုက်ပြီဆိုရင်အဲ့ဒီတိရုပ်တစ်သေးကစိုက်လိုက်တဲ့လမ်းစီကိုဟိုဘက်ရောက်ပြီးအလုပ်ဝင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့တလကို ဥပမာတရုတ်ငွေ yuan 300နဲ့စဆက်မလား500နဲ့စဆက်မလားအဲ့လိုတလားတလားချင်းတချို့ကကြတော့လဲ900နဲ့စရမယ်ဆိုရင်900နဲ့စသွင်းရတာပေါ့အဲ့မှာကျွန်တော်တို့ရောက်ပြီဆိုလို့ရှိရင်ဥပမာကိုလုတ်တဲ့လုပ်ငန်းပုံပုံတီးပြီးတော့အချိန်ကကြတော့မနေ့ရှိဆိုရင်ည8:00တိလောက်ရတာအဲ့ဒါကကြတော့ကျွန်တော်တို့တခါတဲ့အချိန်ပေါ်မပါဘူးနော်ဒါပေမဲ့ဒီသူတို့နိုင်ငံရဲ့စီမင်းဥပဒေမနေ့ရှိဆိုရင်ည8:00ဒါတချို့ရုံဆိုရင်လည်း နေ့ရှင်းနိုင်ဆိုရင်ည9:00နာရီထိနေ့လယ်တော့ကျွန်တော်ထမင်းစားနားတဲ့အချိန်လိုရှိရပါဘို့အဲ့လိုရှိမယ်ပြီးရင်တို့ကနေစိတ်စားစိတ်ငိမ့်နေပါလေအများစုကနေစိတ်စားစိတ်ငိမ့်နေနေစိတ်ဆိုတဲ့နေရာမှာကိုယ်ခန်းနဲ့ကိုယ်နေရာတော့မဟုတ်ဘူးအာတန်ရာနေပါနော်အဲ့လိုမျိုးတန်ရာနေထားတယ်အရင်ကလေးတည်တာမကလေးတည်တာပေါ့လေအရာနဲ့အင်အောင်တယ်ဆိုလဲအင်အောင်တယ်ရှိမှာပေါ့ဟောပြီးရင်နောက်တစ်ချက်ကအစာစိတ်အစာစိတ်ငိမ့် စားစိတ်ဆိုတဲ့နေရာမှာအများစုကျွန်တော်တို့ယောဟာတွေကတော့ကျွန်တော်မစားနိုင်ကြဘူးမစားနိုင်ဘူးဆိုတာဒီတေယုတ်အရသာဆိုတော့လေတေယုတ်ဟင်းဆိုထမင်းဆိုတော့ကျွန်တော်မစားနိုင်ဘူးအဲ့ဒီတော့ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ယောဘက်ကမာတယ်မိပါတယ်ရှိ ਉ အဲကျဲပါရချောင်းကျော်တို့ပြင်းတဲ့သေတနာတို့ကျွန်တော်စားလို့ရတဲ့ဟာပေါ့ဗျာအဲ့ဒီပါရချောင်းလေးတွေလေငါပါရချောင်းလေးတွေရောအဲ့ဆိုမိပါတယ်လည်းပါပေးတယ်သူကလည်းရတဲ့ပတ်စံလေးတို့လွှဲပေးကြရှာပါတယ်ဒီပါတယ် လွှဲပြီးတော့သူတို့ကပါပေးတယ်တဇာကအကုန်ခံပြီးမာတာနော်အဲဆိုတော့ဈေးတွေပါတယ်ကတော့ရှိအောင်ရှိမယ်ဒါပေမဲ့အဲ့လိုအရသာကကြတော့အများစုကကြတော့ဟိုမြန်မာအရသာမဟုတ်ဘဲနဲ့ပေါ်လို့ဟိုပော့ပော့ရွှွှွတ်တယ်ဖြစ်နေမှာပေါ့အဲဆိုတော့သူတို့မစားနိုင်ဘူးအဲဆိုတော့သူတို့မာတယ်မာတာကကြရောအလူတွေကလည်းပါပေးတယ်ပါပေးကြွားပါပေးတဲ့ဟာနဲ့သူတို့စားတော့ကြတယ်ပြန်လုပ်ငန်းနေတာကြတော့ကျွန်တော်မနေ့ရှိဆိုညရှိမနေ့ရှိညကို ်ရှိတယ်အဲ့ဒီနောက်ပိုင်းကိုမှတို့ကအချိန်ပုံပေးတာပါတော့ဒါတို့ရဲ့တို့ရဲ့ပုံစံပုံစံကိုကျွန်တော်ပြပြမယ်နော်အဲအဲ့လိုဆိုတဲ့အခါကျတော့တချို့အရာလေးကျတော့လေဖိအားရှိရပေါ့လေဟိုမှာဒီနေ့ဘလောက် ပြရမယ်အဲဖြစ်နိုင်တဲ့အတိုင်းတာဆိုရင်တော့ဖြစ်နိုင်တာပေါ့မဖြစ်နိုင်တဲ့အတိုင်းတာမျိုးကြီးတွေဆိုရင်လည်းအဲဒါတရားမဝင်ဥပမာအတင်းကြခိုင်းစေတာမျိုးတွေဆိုရင်လည်းတချို့မှန်ကန်တဲ့ agent တွေပေါ့လေတောင်းရင်မတောင်းအောင်မရှိတဲ့ agent တွေကလည်းဖြည့်ရှင်းပေးပါတယ်တတ်တတ်ပွဲစားနေတွင်းတာမဟုတ်ဘဲနဲ့ ူရုံးဖွင့်ထားတဲ့အေဂျင့်တွေကနေသွားမှတာဝန်ယူမိုးတာဝန်ခံမိုးရှိတာဖြစ်ပါတယ်။ဟိုဂျားပေါက်ကနေတွင်းပြီးတော့ပြဿနာတစ်ခုဖြစ်လာရင်ကျွန်တော်တို့ဘယ်သူမှဖြေရှင်းပေးလို့ဖြေရှင်းမှုများမသိတဲ့ပုံစံမျိုးအဲ့လိုမျိုးကတော့မရပါဘူး။ဒီရုံးဖွင့်ထားတဲ့လူတွေကနေချိတ်ဆက်ပြီးသွားမှပဲသူတို့ကလည်းတာဝန်ယူမှုတာဝန်ခံမှုနဲ့လုပ်ပေးတာဖြစ်ပါတယ်။ပြီးရင်ကျွန်တော်တို့လိုအားကအနေနဲ့တရက်ကို50ဆိုရင်50အဲအချိန်ကိုချိန်မဲ့ပြီးရင်ကျွမ်းကျင်လာပြီဆိုမှသူတို့ကတလောက်တရာတက်တာမျိုး ရှိတယ်လို့ပြောတယ်နောက်ကပူပူပြီးကျွမ်းကျင်တော့ကျွမ်းကျင်တဲ့လိုက်တက်တယ်အတချက်ကနေစေစားစင်ငိမ့်နေအလုတ်ချိန်ပိုများတယ်အဲဒါပေမဲ့တချို့ယုံနေအလုတ်ယုံနေဆိုရင်နေမကောင်းဘူးဆိုလို့လည်းမရဘူးလို့ပြောတယ်ပေါ့နော်အတင်းကျအဲ့လိုမျိုးတွေနေမကောင်းလို့မရဘူးဟိုလှုပ်ကိုလှုပ်အောင်ပဲပေါ့လေအဲ့လိုပုံစံမျိုးတွေရှိနေပါတယ်ကဲဟုတ်ပါပြီဒါလေးကတော့တရုတ်ဘက်ကိုသွားမဲ့လူတွေဟိုသိရမဲ့တပိုင်း နောက်တော့ဗျာကျွန်တော်ဒီ time ago ကိုလာလဲလို့တယ် time ago ကတော့ရှင်းရှင်းမရှင်းပါတယ်အားလုံးလည်းသိပြီးသားတော်တော်များများ MOU တရားဝင်လဲလာကြလာမယ်တခြားထူးဆန်းတဲ့လမ်းကလည်းလာကြလာမယ်ထူးဆန်းတဲ့လမ်းဆိုရင်တော့တရားမဝင်လမ်းကိုပြောတာနော်တရားမဝင်လမ်းဆိုရင်တော့အစင်မပြေပါဘူးမပြေဘူးဆိုတာဒီဘက်မှာကိုအတိကိုမိသားစုအဲ့လိုမျိုးတွေရှိမှပဲအစင်ပြေမှာအဲ့ဒါမှပဲကိုကိုကာကွယ်ပေးရကိုကိုပေးတာကြည့်ရှုပေးတာရမှာလေး ဲ့လိုမဟုတ်ဘဲနဲ့တကောင်ကျွဲ့ပုံစံမျိုးဆိုရင်တော့ကြည့်ရှုပေးမယ်လို့မရှိဘူးဆိုရင်တော့ကျွန်တော်ခဲရင်ပါတယ်လာဘူးတဲ့နေဘူးတဲ့လူတွေအားလုံးကိုလည်းမေ့ကြည့်ပါတရားမဝင်လာပြီဆိုရင်ဘယ်လိုတွေရင်ဆိုင်ရလဲဘာတွေဖြတ်တန်းရလဲဆိုတာအားလုံးသိပြီးသားပါဒါကြောင့်မို့တရားမဝင်မလာကြပါနဲ့တရားဝင်လာကြပါလာကြပါဆိုတာတကယ်တမ်းတော့ဟိုမတိုးတက်စေချင်လို့ဟိုဘယ်လိုလဲမနာလိုလို့ပြောတာမဟုတ်ပါဘူးအဲ့ဒါအမှန်တရားပါပဲတော့တရားဝင်လာခဲ့ပြီး ယ်ထားပါတော့ကျွန်တော်အထောက်အထားတစ်ခုရှိပြီဒီဘက်မှာတော့အလုပ်တစ်ခုလုပ်ပြီဆိုရင်မနေ့ရှိဆိုရင်ညနေ9မနေ့ရှိနိုင်ရှိမယ်ညနေ9နိုင်ရှိမယ်ဟောအဲ့ဒီမှာမှအချိန်ကိုဆက်ပြီးတော့လုပ်ရမယ်ဆိုရင်တနင်္လာလောက်ရင်တနင်္လာကြီးအလုပ်ချိန်ကတော့မများပါဘူးဒါပေမဲ့ဘယ်မှာသွားထိလဲဆိုရင်ကျွန်တော်တို့အထောက်အထားတွေရှိထားပြီဆိုရင်အခုနေဆောင်ရမယ်ဒါမှဆောင်လို့မရပါဘူးလို့ဆိုတာမပြောနိုင်ဘူးလေနော်မပြောနိုင်ဘူးအချောင်းမျိုးကြောင့် အဲပြီးရင်ကျွန်တော်အစ်တတယောက်ဆိုရင်သူကတွေ့ခေစာရှိတယ်။တွေ့ခေစာရှိတယ်သူကလည်းအခွန်လည်းဆောင်ပြီးွားပြီ။အခွန်မဆောင်ခင်ကိုသူတွက်ပြတော့အဲ့ဒီယောဂရှိတယ်။ဆေးရလည်းတလောက်ကိုကျွန်တော်တို့ဆေးတလောက်ဘို့အတိုင်းခွဲလောက်တော့ရှိမှာပေါ့လေ။သူဆေးဝယ်တောက်ရတယ်။နောက်တော့ဆရာဝန်အခွန်ဆောင်ခိုင်းရှာတယ်။အခွန်ဆောင်ဖို့ပြောတယ်။ဒီဆေးရာဆေးဝန်နဲ့ထုတ်ပေးမယ်။အခွန်ဆောင်အဲ့တော့အခွန်ဆောင်လိုက်အခွန်ဆောင်တယ်ပေါ့နော်။ကျမရဲ့ခွန် ဲ့ဒီမှာအခွန်ဆောင်တဲ့ခါကျတော့ဒီကျမရဲ့ခွန်ဆောင်တဲ့ခါကျတော့သူစစ်တာမှာစာကျွန်တော်အလကားဖြစ်သွားပြီတလဟို350ဖြတ်တယ်ပေါ့လေ350အခွန်ဆောင်ရတယ်ဒါပေမဲ့အဲ့လိုအချုပ်ခံစားခွေတန်သွားတယ်ပေါ့ကျွန်တော်ဒီအခွန်မဆောင်မဲနဲ့ဆိုတော့ဘယ်တန်ပါမလဲကိုကလည်းကိုပြန်ရပတ်စံနဲ့ဆိုရင်တရားကြီးရဲ့ဟိုမတတ်နိုင်တဲ့လူတွေဖို့ပြောတာနော်တတ်နိုင်တဲ့လူတွေဖို့မပြောလို့ပါဘူးအဲ့တော့ဒီအခွန်လေးဆောင်လိုက်တဲ့အတွက်က သူစကဖရီးဆေးရလည်းဖရီးအကုန်လုံးတော်တော်လေးကိုအဆင်ပြေသွားတယ်။အဲ့အတွက်ဆိုတော့ဒီမှာကပြောချင်တာကအထောက်ထားနဲ့စီနေကန်းနဲ့တည်တည်ချာချာဟိုဘက်ကစီမဲကန်းပဲလို့ကျွန်တော်ပြောတာမဟုတ်ဘူးနော်။ဒီဘက်မှာပို့ပြီးတော့ဥပဒေအတိုင်းတည်တည်ချာချာလို့သမားခွင့်ရရှိတယ်။ရှိတယ်လို့ပဲ။ဟိုကြံတဲ့ကုန်ကြစရာလေးတွေလည်းရှိတယ်။အတူသူစီမင်းအတိုင်းပေါ့လေသူနိုင်ငံဥပဒေအတိုင်း။အဲ့တော့ဒီမှာကတော့မနေ့ရှိဆိုရင်ညငါညငါ ညနေ9:00နာရီပို့ရတဲ့အချိန်ကိုအချိန်ပို့ကြရမယ်။ကျောင်းညဆင်းရင်ညကြေးတွေရှိမယ်။ဟိုဥပဒေမဲ့လွတ်ကြီးမဟုတ်ဘူး။တက်တာတယ်လို့ပဲဖြစ်ဖြစ်မတက်တာလို့ပဲဖြစ်ဖြစ်ဈေးနှုန်းကတော့သူ့ဘန်သူတက်တာရင်တက်တာတယ်လို့ကွဲသွားမယ်။မတက်တာမတက်တာတယ်လို့ဈေးများမယ်။ရပိုင်ခွင့်လည်းများမယ်။အဲ့လိုလေးတွေကွဲပြပါရတယ်။အဲ့အတွက်ကြောင့်မို့ကဲကွာဟောမတို့တရုတ်ပြည်ပဲသွားမလားအဲ့ဘက်ကိုသွားမလားစဉ်းစားဆုံးဖြတ်တယ်ဆိုရင် ရောရွာလိုတွေအများစုကလည်းတရုတ်ပြည်ဘက်မှာအမှလုံလုံနေကြတယ်ပေါ့နော်အဆင်ပြေနေကြပါတယ်ဘာလို့လဲဆိုတော့ရွာသားတွေဆိုတော့အများစုကတည်တဲ့အတိုင်းကျောင်းရွာမှာနန်းရိုက်တယ်စပားတွေရိုက်တယ်ဟိုတောတောင်သားလုပ်ဖို့ကျွန်တော်တို့လုပ်ကန်နေကြပြီလားလေအဲ့တော့အရေးအထဲမှာဟိုမှာထိုင်ပြီးတော့လုပ်ရတယ်ဒါပေမဲ့နည်းနည်းတော့စိတ်ဆင်းရဲမှုစိတ်ဖိအားဆိုတာရှိတာပေါ့ဟိုလိုကတမျိုးဒီလိုကတမျိုးဒါလေးတွေကိုသိခံနိုင်သွားပြီဆိုရင်ကျွန်တော်တို့အဆင်ပြေသွားပါပြီမလုံနိုင်ကြအကြောင်းမရှိပါဘူးအဲ့အလိုလေးတွေပေါ့လေအဲ့တော့ ျွန်တော်ရဲ့ဗီဒီယိုလေးကဘလူးဂျီမင်းတို့အတွက်အထောက်အကူဖြစ်သွားစေမယ်ဆိုရင်ကျွန်တော်လိုက်ရန် subscribe နဲ့ပံ့ပိုးပေးကြလို့ရပါတယ်တကယ်လို့ဟိုသိကျင်တာလေးတွေရှိတယ်ဆိုတော့ဒီအလုပ်အကြောင်းအရာလေးနဲ့ပတ်သက်ပြီးပေါ့နော်အသားအဆင်းမြင့်နေတာဆိုလဲကျွန်တော်အုံအောင်နဲ့မမီဘူးကျွန်တော်ဒီအခြေခံအလုပ်အပိုင်းချလေးနဲ့သိကျင်တဲ့အကြောင်းအရာရှိတယ်ဆိုတော့လဲကျွန်တော် comment မှာမေးထားလို့ရပါတယ်ကျွန်တော်ကိုယ်တိုင်ကမသိဘူးဆိုတော့မှလေကျွန်တော်မှာအဆက်ဆက်တွေရှိပါတယ်ကျွန်တော်ရွာလူတွေရှိပါတယ်သူတို့ကိုယ်တိုင် လုံနေကြတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်က ပြန်မေးပြီးတော့ပြောပြပြီးလို့ရပါတယ်လို့တော့ဝါမဟိုမတက်ဖို့သေးတဲ့လူတွေတက်ဖို့ကြံစည်နေတယ်ဆိုရင်ပေါ့လေချစ်ရှုပေးခဲ့ကြတယ်တူချင်းတယောက်ချစ်စတဲ့တိုင်းကိုအားလုံးကိုချစ်စွတ်တင်ပါတယ်ခင်ဗျာ